က်တွေအားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မင်းသမားရဲ့ weekly sport အစီအစဉ်ပဲဖြစ်ပါတယ်ဒီစီဇန်မှာတော့တပတ်တွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါရှုစားလိုက်ကြအောင်ပါရှင်အာဂျင်တီးနားဘောလုံးကနဝင်ကစားသမားကြီးဒီယေဂိုမာရာဒိုနာရဲ့နောက်ဆုံးချိန်တွေမှာပြုစုစောက်ရှောက်ခဲ့တဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်9ယောက်ဟာသူရဲ့ကွန်လုံမှုနဲ့ပတ်သက်လို့ရာဇဝတ်မှုဆိုင်ရာပေါ်ဆောင်မှုနဲ့အင်္ဂါနေ့မှာတရားရင်ဆိုင်နေရပါတယ် မာရာဒိုနာဟာဆယ်စုနှစ်ပေါင်းများစွာကိုကင်းနဲ့အရက်ဆွဲယောဂါတွေကိုတိုက်ခိုက်ပြီးနောက်သွေးကွဲခြင်းအတွက်အုံနှောက်ခွဲစိတ်ကုသမှုခံယူနေချိန်2020ခုနှစ်နိုဝင်ဘာ25ရက်နေ့မှာအသက်60အရွယ်မှာပဲကွယ်လွန်ခဲ့ရပါတယ်အာဂျင်တီးနားဘောလုံးကဏ္ဍဝင်ကစားသမားကြီးဒီယေဂိုမာယာဒိုနာရဲ့နောက်ဆုံးချိန်တွေမှာပြုစုဆောင်လျှောက်ခဲ့တဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်5ဦးဟာသူ့ရဲ့ကွယ်လွန်မှုနဲ့ပတ်သက်လို့ရာဇဝတ်မှုဆိုင်ရာပေါ်ဆမှုနဲ့အင်္ဂါနေ့မှာတရားရင်ဆိုင်နေပါလေ မာရာဒိုနာဟာဆယ်စုနှစ်ပေါင်းများစွာ ကိုကင်းတဲ့အရက်စွဲယောဂါတွေကိုတိုက်ခိုက်ပြီးတဲ့နောက်သွေးခဲတဲ့အတွက်အုံနောက်ခွဲစိတ်ကုသမှုခံယူနေတဲ့အချိန်2029နှစ်နိုဝင်ဘာလ25ရက်နေ့အသက်60အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။ ဘလုံးသမားတေဆုံးနိုင်ကြောင်းတီလျက်နဲ့လှုပ်ဆောင်မှုတစ်ခုကိုဆက်လက်လုပ်ခဲ့တယ်လို့စွပ်စွဲခံရတဲ့အတွက်ဖြစ်နိုင်ခြေရှိတဲ့ရည်ရွယ်ချက်နဲ့လူတက်မှုနဲ့ပြစ်မှုထင်ရှားရင်တရားခံတဦးစီဟာထောင်ဒဏ်၈နှစ်ကနေ25နှစ်အထိချမှတ်ခံရနိုင်ပါတယ်1986ကမ္ဘာဖလားရဲ့ကျေပွင့်ကွယ်လွန်မှုဟာ COVID-19 ကပ်ရောဂါအကြမ်းမှာအာဂျင်တီးနားကိုဝန်းထဲပူဆွေးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ် သူ့ရုပ်လောင်းကိုတမရနန်းတော်မှာထားရှိစဉ်ကဘိုကာဂျူနီယာနဲ့နာပိုလီတိုက်စစ်မှုဟောင်းကိုနှုတ်ဆက်ဖို့လူပေါင်းတောင်းချီတန်းစီခဲ့ကြပါတယ်။မာရာဒိုနာရဲ့မိသားစုဝင်တွေနဲ့နှစ်ပေါင်းများစွာသူ့ကိုပြုစုစောင့်ရှောက်ခဲ့တဲ့ဆရာဝန်တွေအပါအဝင်တပ်တွေပေါင်း100ကျော်ဟာဘူနိုအေရီစင်ဂျီဘုံဆန်အိုင်စီဒရိုမှာကြာမြင့်စွာနှောင့်နှေးခဲ့တဲ့တရားခုံရုံးမှာထွက်ဆိုဖို့မျှော်လင့်ထားပါတယ်။ကြာနာမှုတွေကိုဇူလိုင်လအထိပြုလုပ်ဖို့မျှော်လင့်ရတာပါ။ ခွဲစိတ်ကုသမှုခံယူပြီးနှစ်ပတ်အကြာမှာမာရာဒိုနာကိုအိပ်ယာထဲမှာတည်ဆုံနေတာကို တွေ့ရှိခဲ့ပါတယ်။သူဟာဆေးရုံကဆင်းပြီးနေထိုင်ဖို့အတွက်ဘူနိုအေရစ်ကဇိမ်ခံရက်ကွက်တစ်ခုမှာငှားထားတဲ့အိမ်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီမှာသူဟာနှလုံးဖောက်ပြီးတည်ဆုံခဲ့ကြောင်းတွေ့ရှိခဲ့ရတာပါ။ညာပိုင်းတူနာပြူကသတိပိတ်လက္ခဏာတွေကိုတွေ့ခဲ့ပေမဲ့မာရာဒိုနာကိုမှတ်နိုးဖို့အမိန့်ရရှိထားခဲ့တယ်လို့ပြောပါရယ်။ ဒီမှုမှာတရားခံတွေကတော့အုံနောက်ခွဲစိတ်ဆရာဝန်စိတ်ရောဂါအထူးကူဆရာဝန်စိတ်ပညာရှင်ဆေးဘက်ဆိုင်ရာညှိနှိုင်းရေးမှူးတူနာပြူညှိနှိုင်းရေးမှူးဆရာဝန်တဦးနဲ့ညာပိုင်းတူနာပြူတို့ဖြစ်ပါတယ်မာရာဒိုနာတေဆုံးနေတာကိုတွေ့ရှိခဲ့တဲ့နေပိုင်းတူနာပြူကတော့သူ့ကိုဂျူရီလူကြီးတွေနဲ့တီးခြားစီစစ်ဆေးပေးဖို့တောင်းဆိုခဲ့ပါတယ် အစိုးရရှင်းနေတွေကဆေးဘက်ဆိုင်ရာအဖွဲ့ဟာမာရာဒိုနာကိုအိမ်မှာပြုစုစောင့်ရှောက်ဖို့တွန်းအားပေးခဲ့တယ်လို့စွပ်စွဲခဲ့ပြီးအဲ့ဒီပြုစုစောင့်ရှောက်မှုဟာပေါ်စပြီးလုံးဝချုပ်ရင်းချက်ရှိတယ်လို့သက်သေပြခဲ့ပါဗျာ။ အက်လက်တီကိုမက်ဒရစ်တိုက်စစ်မှုဟျူလီယန်အန်ဘာရက်စ်ရဲ့ပင်နတီကိုရီယယ်မက်ဒရစ်နဲ့ချန်ပီယံလိဂ်ပင်နတီအဆုံးအပြတ်မှာအငင်းပွားဖွယ်ပယ်ဖြတ်ခံရပြီးတဲ့နောက်ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကစီမံပြောင်းလဲမှုတွေကိုစဉ်းစားမယ်လို့မတ်လ23ရက်ကြာတာပရင်းနေ့မှာပြောပါရယ်အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာဂိုးသွင်းဖို့ကန်သွင်းတဲ့အချိန်ချော်လျင်ထောက်နေတဲ့အချိန်နဲ့ဘောလုံးကိုထိပြီးတော့နှစ်ကြိမ်ထိတယ်လို့ VAR ကဆုံးဖြတ်ခဲ့တာပါ။ အတလတီကိုမက်ဒရစ်တိုက်စစ်မှုယူလီယန်အဗာရက်စ်ရဲ့ပယ်နတီကိုရီယယ်မက်ဒရစ်နဲ့ချန်ပီယံလိဂ်ပယ်နတီအဆုံးဖြတ်မှာအငင်းပွားဖွယ်ပယ်ဖြတ်ခံရပြီးတဲ့နောက်ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကစီမင်းပြောင်းလဲမှုကိုစဉ်းစားမယ်လို့မတ်လ23ရက်ကြာတာပြည်နေမှာပြောပါရယ်ဗိုလ်တုနေကနှစ်ကြော်ပေါင်း2ဂိုး2ဂိုးနဲ့တည်ရကြပြီးတဲ့နောက်ပယ်နတီအဆုံးဖြတ်မှာရီယယ်မက်ဒရစ်က4ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးကွာတာဖိုင်နယ်ကိုတက်ရောက်ခဲ့ပါရယ်အတလတီကိုနီးပြဒီယေကိုမွန်း Atletico နီးပြ Diego Simeone က Everex ရဲ့ penalty ကိုပယ်ဖျက်ခဲ့တဲ့ဆုံးဖြတ်ချက်အပေါ်တန်တရာဝင်ခဲ့ပါတယ်။အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာဂိုးသွင်းဖို့ကန်သွင်းစဉ်ချော်လဲရင်ထောက်နေတဲ့အချိန်နဲ့ဘောလုံးကိုထိပြီးနှစ်ကြိမ်ထိတယ်လို့ VAR ကဆုံးဖြတ်ခဲ့ပါတယ်။အနည်းငယ်မျှသာဖြစ်ခဲ့ပေမဲ့ကစားသမားကကန်သွင်းမှုမလုပ်ခင်ထောက်နေတဲ့ခြေတောင်းနဲ့ဘောလုံးကိုထိတွေ့ခဲ့တယ်လို့ UEFA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိစီမင်းအယောက်ကိုကိုပယ်ဖြတ်တင်ကြောင်း VAR ကတိုင်လူကြီးကိုအတိပေးရပါမယ်။ဒါပေမဲ့ဥရောပဘောလုံးအဖွဲ့ချုပ်ကထိကျက်နှစ်ကြိမ်ဆိုင်ရာစီမင်းနဲ့ပတ်သက်ပြီးတော့အကစားဥပဒေပြုသူတွေနဲ့ဆွေးနွေးမှုတွေပြုလုပ်မယ်လို့ပြောပါရယ်။နှစ်ကြိမ်ထိတာကရရွယ်ချက်မရှိဘူးဆိုတဲ့အခြေအနေတွေမှာစီးမျဉ်းကို ပြန်လည်သုံးသပ်သင့်သလားဆိုတာကိုဆုံးဖြတ်ဖို့ UEFA က FIFA နဲ့ IFAB တို့နဲ့ဆွေးနွေးမှုတွေပြုလုပ်ပါမယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ စီမျိုနီကပွဲတော်ဝင်ရှိသူတွေရဲ့ပင်နတီဆုံးဖြတ်ချက်မှန်ကန်ကြောင်းယုံကြည်ခြင်းနဲ့လို့ပြောပါရယ်ပင်နတီကို VR ဆုံးဖြတ်တာမျိုးကျွန်တော်မတွေ့ဘူးပါဘူးဒါပေမဲ့သူထိသွားတာကိုသူတို့မြင်ခဲ့ကြတယ်ကျွန်တော်ယုံကြည်ခြင်းပါတယ်သူတို့အဲ့ဒါကိုမြင်နေဆိုတာကိုကျွန်တော်ယုံကြည်ခြင်းနဲ့လို့ပြောပါရယ် Everest ကဘောလုံးကိုနှစ်ကြိမ်ထိတာကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ပြန်ပြတဲ့ဗီဒီယိုကိုမြင်ဖို့သူတွေရှိရင်လက်ထောင်ပြဖို့နှီးပြကသတင်းစာရှင်းလင်းပွဲအတွင်းမီဒီယာတွေကိုပြောခဲ့ပါဗျာ ခမရတို့ရောယူလီယန်ဘောလုံးကိုနှစ်ကြိမ်ထိသွားတာမြင်လိုက်ကြလားဒီကွမ်းနားမှာသူဘောလုံးကိုနှစ်ကြိမ်ထိမိပြီးဘောလုံးရွှေ့သွားတာမြင်တဲ့သူရှိရင်ရှေ့ထွက်လာပြီးတော့လက်ထောင်လိုက်ပါလက်ထောင်တဲ့သူကျွန်တော်မတွေ့ပါဘူးလို့စီမျိုးနီကအော်ပြောခဲ့ပါတယ်ရှင်2021မှာ Saudi Arabia ရဲ့နိုင်ငံတော်ရန်ပုံငွေအဖွဲ့ကအဝယ်ယူခဲ့ပေမဲ့ Newcastle United အနေနဲ့နှစ်ပေါင်း80အတွင်းပထမဆုံးသောအဓိကပြည်ရန်စုဘလောက်ကိုစောင့်ဆိုင်းနေရဆဲပါ ဆော်ရီရေနံကြွယ်ဝမှုတွေဝင်ရောက်လာတာနဲ့ပရီးမီးယားလိဂ်ကလပ်ကိုတိတိတသားတိုးတက်စေမယ်လို့ထင်ခဲ့တဲ့သူတိုင်းအတွက်အံ့အားသင့်စရာဖြစ်နိုင်ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းအင်္ဂလန်ဘောလုံးလောကကိုလွှမ်းမိုးခဲ့တဲ့အဘူဒါဘီကြောထောက်နောက်ခံမန်ချက်စတာစီးတီးပြင်သစ်မှာလည်းအလားတူလှုပ်ဆောင်ခဲ့တဲ့ကာတာကြောထောက်နောက်ခံပဲရစ်စိတ်ကြမေဒွန်းနဲ့မတူပဲနျူကာဆယ်အတွက်ကတော့တိုးတက်ဖို့ကိုအချိန်ယူရအောင်မဲ့ပုံပါ။ 2021မှာ Sorry Arabia ရဲ့နိုင်ငံတော်ရန်ပုံငွေအဖွဲ့ကဝယ်ယူခဲ့ပေမဲ့ Newcastle United အနေနဲ့နှစ်ပေါင်း80တွင် ပထမဆုံးသောအထူးကပြည်တွင် စုဖလားရဖို့စောင့်ဆိုင်နေရဆဲပါ Sorry ရေနံကြွယ်ဝမှုတွေဝင်ရောက်လာတာနဲ့ Premier League ကလပ်ကိုတိတိတသာတိုးတက်စေမယ်လို့ထင်ခဲ့သူတိုင်းအတွက်အံ့အားတင်စရာဖြစ်နိုင်ပါတယ်လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းအင်္ဂလန်ဘောလုံးလောကကိုလွှမ်းမိုးခဲ့တဲ့အဘူဒါဘီကျောထောက်နောက်ခံမန်ချက်စတာစီးတီး ပြင်သစ်မှာလည်းအလားတူလှုပ်ဆောင်ခဲ့တဲ့ကာတာကြောထောက်နောက်ခံဘယ်ရစ်စင်ဂျာမိန်တို့နဲ့မတူဘဲနယူကာဆယ်အတွက်တိုးတက်မှုကအချိန်ယူရအောင်ပဲပုံမှာတနင်္ဂနွေနေ့မှာဝင်းဘလီမှာလစ်ပါဘူးနဲ့လီဖလာဘောလူပွဲမှာတွေ့ဆုံတဲ့အခါဖလားခေါမှုအခြေအနေကိုအဆုံးတတ်နိုင်မယ်လို့မျှော်လင့်ထားပါတယ်။အဓိကအကြောင်းရင်းကတော့ဒီအချိန်ခါကအရင်နဲ့မတူတော့တာကြောင့်ပါ။ ဒီနေ့ခေတ်မှာအလွန်ချမ်းသာတဲ့ပိုင်ရှင်တွေရှိနေပေမဲ့အရင်ကလိုအလွန်ကျွံသုံးဆွဲဖို့အသင်းတွေကိုလွတ်လပ်ခွင့်ပေးမထားတော့ပါဘူးအသင်းတွေဟာသူတို့ရရှိတဲ့ဝင်ငွေနဲ့အညီပဲသုံးဆွဲနိုင်ကြောင်းဘန်နာရေးမြတ်တာစွာ ရှင်ပြိုင်မှုစီမင်း FFP ကတည်ကြစေတာကြောင့်ပါ ဒါကြောင့်ပဲ sorry arabia ရဲ့လူလူရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဖွဲ့စည်းကဒေါ်လာ925ဘီလီယံလောက်ပိုင်ဆိုင်ကြောင်းဖော်ပြပေမဲ့ဘောလုံးဖွဲ့ချုပ်တွေရဲ့စီးမြင့်တွေကြောင်းညဥ်ကဆယ်အနေနဲ့အရင်ကလိုငွေကြေးတုံဆွဲခွင့်မရတော့ပါဘူး။ ပရီးမီးယားလိအမျက်အစုံးနဲ့ရေရှည်တီတန်ရေးစီးမြင့်တွေ PSR ကကလပ်အသင်းတွေကို၃နှစ်အတွင်းပေါင်တန်း105ဒေါ်လာတန်း130အထိအများဆုံးရှုံးခွင့်ပေးထားပြီးမလိုက်နိုင်ရင် အမှတ်လျှော့တာအပါအဝင် အရေးယူလာရတဲ့ရင်ဆိုင်ရမှာပါဝယ်ယူပြီးတဲ့၃နှစ်အတွင်းမှာနယူကာဆယ်ဟာ2022မှာပေါင်80တက်သမ9တန်း 2023မှာပေါင်81.8တန်းနဲ့ဒီလမှာထုတ်ပြန်တဲ့နောက်ဆုံးစီးရင်အရပေါင်71.3တန်းအရှုံးပေါ်ခဲ့ကြောင်းအစီရင်ခံခဲ့ပါတယ်။တချို့သောတုံးဆွဲမှုနယ်ပယ်တွေကို PSR တွက်ချက်မှုတွေမှာမပါဝင်တာကြောင့်ယူကာဆဲအနေနဲ့စီးမြင့်တွေကိုလိုက်နာနိုင်ခဲ့ပေမဲ့အပြောင်းရွှေ့တွေမှာတုံးဆွဲမှုကိုရှော့ချခဲ့ရပါတယ်။ sorry ပိုင်ရှင်တွေလက်အောက်မှာပထမ3နှစ်အတွင်းကစားသမားခေါ်ယူမှုတွေဟာဒေါ်လာတန်း450လောက်သုံးစွဲပြီးတဲ့နောက်ညူကာဆယ်ဟာပြီးခဲ့တဲ့နေရာဒီမှာဒေါ်လာ36တန်းလောက်ထပ်သုံးပါတယ်။ရောင်းချမှုတွေကနေဒေါ်လာတန်း100ဝန်းကျင်ပြန်ရှာခဲ့ပါတယ်။ဒါက City နဲ့ PSG တို့လွှမ်းမိုးမှုရရှိအောင်အလွန်အကျွံသုံးစွဲမှုတွေနဲ့တော့ဆန့်ကျင်ဘက်ပါပဲ။ စီတီကို2008မှာအဘူဒါဘီအုပ်စိုးတဲ့မိသားစုကဝယ်ယူခဲ့ပြီးချက်ချင်းဆိုသလိုကမ္ဘာအချမ်းသာဆုံးကလပ်အသင်းတွေကတည်တင်းဖြစ်လာခဲ့ပါတယ်။ယာယာတိုရီ၊စာဂျီရိုအကူရို၊ကီဗင်ဒီဘရိုင်းနဲ့အာလင်းဟာလန်တို့လိုစူပါစတားတွေကိုခေါ်ယူခြင်းနဲ့အတူအဓိကစုဖလားအလုံး20စုခုခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဂျွန်မက်ကင်းကချန်ပီယံလိကွာတာဖိုင်နယ်မှာ PSG နဲ့တွေ့ဆုံခဲ့တဲ့အခါမှာသူ့အသင်းဟာသမိုင်းမှတ်တမ်းရေးထိုးချင်တယ်လို့ပြန်သစ်ကလပ်ကိုသတိပေးလိုက်ပါတယ်။ဗီလာဟာဗုဒ္ဓနေ့မှာ၁၀ရောက်ကြံကလပ်ဘရူ့ဂျ်ကို၃ဂိုးဂိုးပြတ်နဲ့အနိုင်ရပြီးတဲ့နောက်မှာတော့၄၂နှစ်အတွင်းဥရောပထိပ်တန်းကလပ်ပြိုင်ပွဲရဲ့ရှစ်သင်းအဆင့်ကိုပထမဆုံးအကြိမ်တက်ရောက်ခဲ့ပါတယ်။ Aston Villa အသင်းကောင်းဆောင်ဂျွန်မက်ကင်က Champion League Quarter Final မှာ PSG နဲ့တွေ့ဆုံတဲ့အခါမှာသူ့အသင်းဟာတမိုင်းမှတ်တမ်းရေးထိုးချင်တယ်လို့ပြင်သစ်ကလပ်ကိုသတိပေးလိုက်ပါတယ်။ Villa ဟာဗုဒ္ဓနေ့မှာ၁၀ရောက်ကျန် Club Brugge ကို3-0ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီးမှတော့52နှစ်အတွင်းဥရောပထိပ်တန်းကလပ်ပြိုင်ပွဲရဲ့ရှစ်သန်းအဆင့်ကိုပထမဆုံးအကြိမ်တက်ရောက်ခဲ့ပါတယ်။ ။ United Emirates ရဲ့အသင်းဟာ16သင်းအဆင့်မှာနှစ်ကြောပေါင်း69တကူနဲ့နိုင်ရရှိခဲ့ပြီး Villa Park မှာဒုတိယကြော့ပွဲစဉ်ဒုတိယပိုင်းမှာ Marco Asensio ကလူစားဝင်ပြီးနှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ပထမပိုင်းအစောပိုင်းမှာ Marcus Rashford ကို professional ပြည်ထောင်ကျူးလွန်ခဲ့လို့ Bruce အသင်းကနေ Kiriyani Zabi အထောက်ခံခဲ့ရပါတယ်။ Ian Maxson က Asensio ရဲ့ twin goal နှစ် goal ကြောင့်မှတ goal သွင်းယူခဲ့ပါတယ်။ ဒါကြောင့်အင်္ဂါနေ့ကအန်ဖီမှာလီဗာပူးကိုပင်နတီအဆုံးဖြတ်နဲ့အနိုင်ရရှိခဲ့တဲ့လီဂူဝမ်ဦးဆောင်သူ PSG နဲ့စိတ်ဝင်စားပွဲထိပ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်လာပါတယ်။ဗီလာဟာ1982ကဒီပြိုင်ပွဲမှာဘိုးဆွဲပြီးတဲ့နောက်ပိုင်းပထမဆုံးအကြိမ်စီမီဖိုင်နယ်ကိုတက်ရောက်ဖို့ကြိုးပမ်းနေပြီးစကော့လန်ကွင်းလယ်သူမက်ကင်းကအေဘရာလာမှာ PSG နဲ့တွေ့ဆုံခဲ့တဲ့အခါမှာသူတို့တန်နာရီပုံပြင်ဆန်တဲ့ရာသီကိုဆက်လက်ထိန်းသိမ်းဖို့စိတ်ပိုင်းဖြတ်ထားပါဗျ။ ါကယူသွဆရာပဲနှစ်ပေါင်းများစွာစူးစမ်းအားထုတ်ခဲ့ရတယ်။ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ကိုရောက်ပြီလား။ဒါထပ်ပို့ပြီးတော့တောင်းဆိုဆရာဘာရှိတော့မှလဲလို့သူကပြောပါရယ်။ပထမပိုင်းမှာကျွန်တော်တို့ကိုကိုကိုအားနေစေခဲ့တယ်။ဒါပေမဲ့ဆယ်ရောက်နေတောင်သူတို့ကပိုကောင်းတဲ့အသင်းမှာမာကိုကလူစားလဲဝင်လာလို့ကျွန်တော်တို့ကန်ကောင်းတယ်။ဒုတိယပိုင်းကတော့အရန်ကိုကောင်းခဲ့ပါတယ်လို့ဆိုပါရယ်။ PSD နဲ့နှစ်ကြော့ကစားရတာထက်ပိုခတ်တာမရှိတော့ပါဘူး။ ကျွန်တော်တို့ကဒီပြည်သက်တွေကိုထာဝရမှတ်မိနေမဲ့အတွေ့အကြုံကိုပေးနေပါတယ်ကျွန်တော်တို့ကသမိုင်းမှာနာမည်ရေးထိုးခြင်းနဲ့ပြီးတော့ဒီညတွေကိုပို့ပြီးမကြာခဏဖြစ်စေခြင်းနဲ့လို့ဆိုပါတယ်ဗီလာဟာပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ရဲ့ထိတ်ဆုံး၄သန်းထက်မှာရပ်တည်ပြီးနောက်ချန်ပီယံလိဂ်ကိုအံ့အားသင့်ပွဲဝင်ခွင့်ရခဲ့ပါတယ်1982 1983နောက်ပိုင်းဒီပြိုင်ပွဲမှာပထမဆုံးအကြိမ်ပါဝင်ခဲ့တဲ့ဗီလာတို့ဟာကလပ်ဘရုခ်ကိုမဖြုတ်ခင်ဘိုင်ယန်မြူနစ် လိုက်ပ်စ်ဘိုလော့ကနာနဲ့ဆဲလ်တစ် အသင်းတို့ကိုအုပ်စုအစင်မှာအမှတ်ရစရာအနိုင်ယူခဲ့ပါတယ်ရှင်။အင်ဒိုနီးရှားနိုင်ငံဟာလွတ်လပ်ရေးရပြည့်တဲ့နောက်ပိုင်းပထမဆုံးအကြိမ်ကမ္ဘာဖလောင်းဝင်ခွင့်ရရှိရေးကြိုးပမ်းမှုကိုအရှိန်မြှင့်တင်နေချိန်မှာ Jordi Cruyff က Netherlands လူမျိုး Patrick Kluivert နဲ့အတူအင်ဒိုနီးရှားလက်ရွေးစံအသင်းမှာပူးပေါင်းပါဝင်လာပါတယ်။ ဘာစီလိုနာအသင်းအားကစားဒါရိုက်တာဟောင်းနဲ့ကန်နဝင်ကစားသမားဟောင်းဖြစ်တဲ့ဂျိုဟန်ခရပ်ရဲ့အသားဖြစ်သူခရပ်ကိုအင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSSI ရဲ့နေစနစ်အကြံပေးဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းပထမဆုံးအကြိမ်ကမ္ဘာ့ဗလာဝင်ခွင့်ရရှိရေးကြိုးပမ်းမှုကိုအရှိန်မြှင့်တင်နေချိန်ဂျော်ဒီခရက်ဖာနယ်သာလန်လူမျိုးပက်ထရစ်ကလိုက်ဗန်နက်အတူအင်ဒိုနီးရှားလက်ရွေးစင်အသင်းမှာပူးပေါင်းပါဝင်လာပါတယ်။ ဘာစီလိုနာအသင်းအားကစားဒရိုက်တာဟောင်းနဲ့ကနဝင်ကစားသမားဟောင်းဖြစ်တဲ့ဂျိုဟန်ခရိုက်ဖြစ်တာဖြစ်သူခရိုက်ကိုအင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSSI ရဲ့ဤစနစ်အကြံပေးဖြစ်ခန့်ခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာဇန်နဝါရီလမှာနယ်သာလန်နဲ့ဘာစီလိုနာကနဝင်ခရိုက်ဘက်ကိုသူတို့ရဲ့နီးပြတဲ့ဖြစ်ခန့်ခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းဟာ2026မြောက်အမေရိကကမ္ဘာဖလားအတွက်အာရှခြေစစ်ပွဲတတိယအဆင့်ကိုရောက်ရှိနေပြီး အခုအခါဒက်ရှ်နီးပြတွေကကြီးကြပ်မဲ့နယ်သာလန်နိုင်ငံဖွားကစားသမားတွေကိုစုဆောင်းရေးလုပ်ငန်းစဉ်ကိုစတင်ခဲ့ပါတယ်။ အသက်52နှစ်အရွယ် Manchester United ကစားသမားဟောင်း Craig ကိုသူ့အတွေ့အကြုံတွေကြောင့်ရွေးချယ်ခဲ့တာဖြစ်ပြီးသူ့အတွေ့အကြုံတွေထဲမှာ Israel Club, Maccabi Tel Aviv နဲ့တရုတ် Club Shenzhen FC တို့မှာ manager အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာလဲပါဝင်ကြောင်း PSSI ကပြောပါရယ်။ကစားသမားတယောက်အပြင်နီးပြအနေနဲ့ပါသူ့အတွေ့အကြုံတွေဟာ Indonesia ဘောလုံးလောကရဲ့အနာဂတ်ကိုတည်ဆောက်ရမှာအရေးပါလိမ့်မယ်လို့ PSSI ဥက္ကဋ္ဌ Eric Toha ကထုတ်ပြန်ကြမှာပြောပါရယ်။ ကလိုက်ဗတ်ဟာသူ့နိုင်ငံသားကိုအဲ့ဒီယာဒူးအတွက်အကြံပြုခဲ့တာလို့သူဟာကပြောပါတယ်။ခရိုက်ကကျွန်တော်စိတ်အရန်လှုပ်ရှားမိတယ်။အင်ဒိုနီးရှားဘောလုံးရဲ့အဆင့်ကိုမြင့်တင်ဖို့ကျွန်တော်အတွေ့အကြုံနဲ့အသိပညာတွေကိုမျှဝေဖို့မဆောင်နိုင်တော့ပါဘူးလို့ပြောပါတယ်။အင်ဒိုနီးရှားအသင်းဟာကမ္ဘာဖလားချစ်စစ်ပွဲအုပ်စုမှာ6ပွဲကစားထားပြီးတပွဲနိုင်3ပွဲတည်ရကြပြီးတတိယနေရာမှာရပ်တည်နေပါတယ်။ အုပ်စုထိပ်ဆုံးနှစ်သိန်းကမြောက်အမေရိကကိုတိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပြီးတတိယနဲ့စတုတ်ထနေရာတွေကတခြားခြေစစ်ပွဲအဆင့်ကိုကစားသွားရမှာပါ။အင်ဒိုနီးရှားအသင်းရဲ့နောက်ထပ်ခြေစစ်ပွဲဟာမလာမှာအော်စတြေးလျကိုတွားရောက်ရှင်ပြရမယ့်အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီးအော်စတြေးလျအသင်းကအုပ်စုစီမှာဒုတိယနေရာကရပ်တည်နေပေမဲ့လည်းသမတ်ပဲအသာရရှိထားပါရယ်။အဲဒီနောက်မှာတော့ဘာရီနဲ့အင်ကွင်ပွဲစဉ်ကို ရှင်ပြရမှာပါ။ မစ္စမယောဝီကလီစပေါ့စီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ရအောင်ပါ။တရှိအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။